ာမဆူနာမီတွေဖြစ်တယ်။သူတို့နိုင်ငံသားချင်းချင်းဆိုတဲ့စိတ်ဓာတ်နဲ့စတိုးတိုင်းတွေကကုန်ပစ္စည်းတွေကိုအလကားယူဖို့ခွင့်ပြုခဲ့ကြတယ်။အင်ဒိုနီးရှားမှာမီးတောင်တွေပေါက်တယ်။နေအဆောက်အဦတွေပျက်စီးကုန်တယ်။အဲ့ဒီအခါအင်ဒိုနီးရှားနိုင်ငံသားတွေကသူတို့ရဲ့နိုင်ငံသားတွေအတွက်စောက်လို့ရသောပစ္စည်းဆိုင်တွေကပစ္စည်းတန်ဖိုးရဲ့25%ငိုင်းနှုန်းတိဈေးလျှော်ပြီးရောင်းပေးကြတယ်။အမေရိကန်မှာမုန်တိုင်းတွေကြီးကျယ်တိုက်တယ် သူတို့နိုင်ငံသားချင်းချင်းဆိုတဲ့စိတ်ဓာတ်နဲ့ဈေးတိုင်းတော်တော်များများဟာအလကားယူဖို့တည်တော်ခွင့်ပြုပေးခဲ့ကြတယ်။ဟေတီနိုင်ငံမှာငလျင်ဘေးတွေဖြစ်တော့လည်းငလျင်ဖြစ်တဲ့ဒေသတွေမှာရှိတဲ့နိုင်ငံသားတွေဟာသူတို့နိုင်ငံသားတွေပြန်လည်ထူထောင်နိုင်ရေးအတွက်သူတို့ဝင်ငွေရဲ့၁၀%ကိုစုပြီးပြန်လည်ထူထောင်ရေးအတွက်ဝိုင်းဝန်းလှူဒါန်းခဲ့ကြတယ်။ဒါ့အပြင်ဗုဒ္ဓဘာသာထွန်းကားပါတယ်ဆိုတဲ့အဖို့တို့မြန်မာနိုင်ငံမှာတော့သဘာဝဘေးအန္တရာယ်တွေကြုံတိုင်း ကကြီးတစ်ခုခုနဲ့ကြုံရတဲ့ခါတိုင်းငါနိုင်ငံသားချင်းချင်းမာလာဆိုတဲ့မျက်နာတော့မထောင်နိုင်ကြပဲစားတော့ကုန်လေးရဲ့တံပိုးသုံးလေးသားဒီစည်းမြင်ပြီးရောင်းနေကြတယ်။ကိစ္စတစ်ခုခုဖြစ်တဲ့ခါတိုင်းသတင်းတစ်ခုခုထွက်တဲ့ခါတိုင်းဈေးတက်ဖို့ပဲချောင်းနေကြတယ်။ကိုလူမျိုးချင်းချင်းဒုက္ခရောက်နေချိန်မှာကူညီကြရမယ့်အစားထပ်ပြီးနင်းတက်ခြင်းကြတယ်။ကိုလူမျိုးချင်းချင်းမေတ္တာကရုဏာထားရမယ့်အစားအတ္တတွေလောဘတွေကြီးကျယ်နိုင်ကြီးနေကြတယ်။ ကို့ထက်သာရင်ဝမ်းမြောက်ကြမယ်စာမနာလိုစိတ်တွေဝင်းနေကြတယ်။အမြင်မတူရင် အကြောင်းကျိုးနဲ့ရှင်းပြမယ်စာအစဲဆိုတွေနဲ့တုံ့ပြန်တတ်ကြတယ်။အကောင်းဆုံးဘာသာလိုကြွေးကြော်ပြီးအယုံညံ့သောအပြုမူတွေနဲ့အသက်ဆန်းနေကြတယ်။ဘုရားလောဘကင်ဖို့အတွက်ဟောခဲ့တယ်။ဒါပေမဲ့လူတချို့ကလောဘစိတ်တွေငယ်လေးရောက်နေကြတယ်။ဘုရားတမာဒီဝါနဲ့စီဝါရှာဖို့ဆုံးမခဲ့တယ်။ လူတချို့ကလူကိုချင်းချင်းရိပ်လိပြီးမတမာတဲ့နီးနဲ့စီးပွားရှားနေကြတယ်။ဗုဒ္ဓအာနယ်သူကိုဖေကူကိုဟောကြားခဲ့တယ်။ဒါပေမဲ့လူတချို့ကအာနယ်လေးလေးအနိုင်ကျင့်လေးလေးလုပ်တတ်ကြတယ်။ဗုဒ္ဓကစိတ်မှန်တဲ့လမ်းကိုပြပြီးမွန်မြတ်တဲ့စိတ်တွေထားဖို့ဟောကြားခဲ့တယ်။ဒါပေမဲ့လူတချို့ကအောက်တန်းကြတဲ့စိတ်ဓာတ်တွေနဲ့လမ်းမကိုမှားမှန်သိရတဲ့ပျော်ပျော်ကြီးရှောင်နေကြလေရဲ့။ဒါအဖိုးလိုမြန်မာနိုင်ငံရဲ့လက်တွေ့ဖြစ်ရတဲ့ပဲ။